ွင့်ပညာလောကထဲမှာဒီတယောက်ကိုပဲရှင်းဒီတယောက်ကိုပဲလက်ထပ်ခွင့်ရတယ်ဆိုတော့ကံကောင်းမှုမျိုးကစွပြတဲ့စဉ်ပဲရခဲ့တယ်လို့ထင်နေလားအဲ့ဒါဆိုရင်တော့အွင့်ပညာလောကထဲမှာဒီတယောက်ကိုပဲရှင်းဒီတယောက်ကိုပဲလက်ထပ်ခွင့်ရခဲ့တဲ့မင်းသမီးတယောက်ရှိသေးတဲ့အကြောင်းပြပြရှင်းပါလေဒီမင်းသမီးကတော့မင်းသမီးခိုင်တင်ကြီးပါမင်းသမီးခိုင်တင်ကြီးဟာလည်းတမရဲ့ပထမဆုံးကြီးစားဦးအရှိဦးနဲ့လက်ထပ်ခွင့်ရခဲ့သူပါမင်းသမီးခိုင်တင်ကြီးတက္ကသိုလ်တက်ရောက်နေစမှာပဲတမတက်ရောက်နေတဲ့အကြောင်းက တကူကြောင်းသားကိုခနိုင်နဲ့ရှီတိုးတွေခဲကြတာပါဖူစာလို့ပြောရမလို့မင်းမီခိုင်တင်ကြီးဟာဘဒုကိုမှပြန်မကြိုက်ခဲ့ပေမဲ့ကိုခနိုင်ကိုတော့ထူးထူးခြားခြားပြန်ကြိုက်ခဲ့ပါတယ် ရှစ်တူတတန်းရှစ်နှစ်အကြာ2002ခုနှစ်မှာသူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီးမင်းသမီးခိုင်တင်းကြည်ဟာတမဘောအမှန်ပထမဆုံးပြန်ကြိုက်ခဲ့ဖူးသူရီစာဦးအရှိဦးနယ်ပဲလက်ထပ်ခွင့်ရခဲ့တာပါသူတို့နှစ်ဦးရဲ့ရှစ်တူတတန်းဟာနှစ်ပေါင်း30ကျော်လာခဲ့ပြီဖြစ်ပြီးတယောက်နဲ့တယောက်ယနေ့အချိန်ထိတစ္ဆာရှိစွာနှစ်နှစ်ကကရှင်နေကြဆဲပါတကယ်ကိုအားကြအတူယူစရာမင်းသမီးခိုင်တင်းကြည်နဲ့တမရဲ့ခင်ပွန်းကိုခနိုင်တို့ရဲ့အရှိဇာလန်လေးပဲဖြစ်ပါတယ် ရွှေမလင်းမြဖူအပေါ်ပိုင်းတကွန်အမေရဲ့ပြုမှုဆက်ဆံပုံကိုအခုလိုလူတိရှင်ကြားရင်ဖွဲ့လာတဲ့လင်းမြဖူရဲ့အတော်အရင်ဗိတ္တများအလုံးပဲမင်္ဂလာပါရှင်အခုချိန်ပြည်တနာတက်နေတာကတော့ပိုင်းတကွန်အမေနဲ့သားဖြစ်သူပိုင်းတကွန်တို့ဇနီးမောင်နှံကြားကမိသားစုပြည်တနာတစ်ခုပါအခုတခါမှတော့ပိုင်းတကွန်ရဲ့ဇနီးလင်းမြဖူခေါ်စမိုင်းရဲ့အတော်ရင်ဖြစ်သူကပိုင်းတကွန်အမေဒေါက်ထီကျူနဲ့စမိုင်းရဲ့အကြာမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာနဲ့ပိုင်းတကွန်မိသားစုကလင်းမြဖူကိုဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုပြောပြလာတာဖြစ်ပါတယ် အစောပိုင်းမှာတော့ပိုင်နဂွန်ရဲ့မိခင်တော်ခင်ကျူကပိုင်နဂွန်ကိုမိသားစုဝင်အဖြစ်အတိအမှမပြုတ်တော်ဘူးလို့ပြောထားတာပါအထူးသဖြင့်ရွှေမလင်းမြတ်ဖူနဲ့တားပိုင်တခွန်ကတမကိုမောက်မာစွာဆစ်ဆန်ကြောင်းမတူမတန်ပြောဆိုကြောင်းတမဘကတော့ပိုင်တခွန်ကိုပိုးမွေးတယ်လို့ပြုစုပြောထောင်ခဲ့ပေမဲ့အခုတော့ဒါဖြစ်သူကိုဆုံးချုံလိုက်ရပြီလို့ ပိုင်တကွန်ရဲ့အမေတော်ကျူကျူကပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပိုင်တကွန်ရဲ့အမေတော်ကျူကျူကိုလူတွေကတနာကယုံနာတက်နေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ပိုင်တကွန်ရဲ့ဇနီးလေးမြတ်ဖူရဲ့အတော်ရင်ဖြစ်သူကပိုင်တကွန်အနေနဲ့သူမရဲ့သူမကြားကဖြစ်ဖြစ်ခဲ့တာတွေကိုပြောခဲ့တာဖြစ်ပါတယ်။အတော်ဖြစ်သူရဲ့အဆိုအရပိုင်တကွန်နဲ့သူ့ရဲ့သူမလေးကအေးချမ်းစွာနေထိုင်တက်တက်အုံတွဲလေးဖြစ်ပြီးတော့မိဘအပေါ်မှာလည်းတိတက်လိမ်မာတယ်လို့ဆိုပါတယ်။ပိုင်တကွန်နဲ့ရှစ်ကြိုက်နေစဉ်ကာလမှာလည်း ပိုင်ဒဂွန်ကသူ့ရဲ့မိသားစုအရှင်နေနဲ့မိသားစုကိုထောက်ပံ့ပေးနေရတာကိုပြောပြထားလို့သမိုင်းကအလုံးကိုတည်နေခဲ့တယ်လို့ဆိုပါတယ်။ဒီငါနှစ်တာကာလမှာစိတ်ကြီးတဲ့ပိုင်ဒဂွန်ရဲ့အမေတော်ကျူကျူစိတ်ဆိုးတိုင်းမှာသမိုင်းကပဲအလုပ်ပြစ်ခံပြီးတော့ရှုံးမော့ပေးရတာလို့သမိုင်းရဲ့အတော်ရင်ဖြစ်သူကရေးသားလျှော့ပြလာတာဖြစ်ပါတယ်။ကဲပိတ်တကြီးအမြင်လေးကိုလည်းမှတ်ရှိပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။嗯。